ပြောင်းလဲနေတဲ့နေဆာသဘောကို မြင်ခြင်းသည်တစ္ဆာလေးပါးကိုမြင်စေတတ်တဲ့အကြောင်းတရားဟုတ်လားဒါကြောင့်ပြောင်းလဲနေတဲ့သဘောဝါကိုမြင်တာကိုလည်းမြတ်စွာဘုရားသမာဓိဋ္ဌိလို့နာမည်ပေးတယ်။တော့ကံကံရဲ့အကျိုးကိုသိတာမြင်တာလည်းသမာဓိဋ္ဌိသူကတော့အခြေခံအကြဆုံးသမာဓိဋ္ဌိအဲ့ဒီသမာဓိဋ္ဌိကတော့ဘုရားမပွင့်တဲ့သာသနာ့ဘာခါကာလမှာလည်းရနိုင် ာသနာတွင်မာသာရနိုင်တဲ့တမ္မာဒိဋ္ဌိကအခုကျွတ်တို့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေအမြဲတမ်းပြီးဆုံးပြောက်ွယ်လိုက်နေမှုကိုသိမြင်တဲ့တမ္မာဒိဋ္ဌိဟုတ်လားအဲ့ဒီတမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်၈ပါးကိုမြတ်စွာဘုရားရဲ့အလိုတော်ရဖုဖုံးတော်ကလမ်းလို့နားလည်ထားတယ်အဲ့ဒီလမ်းကဘယ်ကိုရောက်စေတတ်တဲ့လမ်းတော့နော်ဒုက္ခနိရောဓစီကို ရောက်စေတယ်နိဗ္ဗာန်ဆိုတဲ့အတုံးတော့ တာတရာလေးထားလိုက်ဓမ္မစကြာထဲမှာမြတ်စွာဘုရားဘလိုလေးသုံးတော့တော့ဒုက္ခនិရောဓဂာမိနိပြိပဒာဒုက္ခချုပ်ငြိမ်းရာစီကိုရောက်သွားစေတတ်တဲ့အကျင့်ဟုတ်လားအဲ့တော့မဂ္ဂင်၈ပါးလမ်းဟာဘယ်ကိုဆက်ရောက်စေတဲ့လမ်းလဲဆိုတော့ဒုက္ခငြိမ်းရာစီကိုဆက်ရောက်စေတဲ့လမ်းဒါဒုက္ခဆိုလို့ရှိရင်ကျုပ်တို့ဖြစ်တာကြိုက်လားငြိမ်းတော်တာကြိုက်လားငြိမ်းတော်တာကြိုက်ပါဘုရားဟုတ်တယ်နော်ခက်တာကဒုက္ခမှမသိလို့ ငိမ့်တာကိုမကြိုက်ကြိုက်တဲ့စိတ်ကမပေါ်သေးဘူးကိုကိုကိုဒုက္ခဖြစ်နေမှမသိတဲ့အတွက်ကြောင့်ဒုက္ခငိမ့်ရင်လည်းဆိုတဲ့စိတ်ကမလာသေးဘူးလေးလေးနက်နက်မလာသေးဘူးအကယ်၍ယောဂါဖြစ်တယ်ဆိုရင်လည်းအဲ့ဒီယောဂါကိုဒုက္ခလို့ကျွတ်တော့အာမအဖြစ်ဘလို့တော့နားလေတယ်အဲ့ဒီအချိန်မှာအဲ့ဒီယောဂါကိုမငိမ့်ချင်ဘူးလားတခဏလေးတောင်ဖုံးဖုံးတို့မခံစားချင်ဘူးဟုတ်တယ်မဟုတ်လားယောဂါကြီးတော့တခဏလေးတောင်မခံစားချင်ဘူးနော်ရသော်ဗျာ တကယ်ဉာဏ်အမြင်စင်ကြယ်သွားလို့ရှိရင်ခုဒီဖြစ်နေတဲ့ရုပ်စုရာယောဂာကြီးလို့ဟောတာဝေဒနာဟာယောဂာလို့ဟောတာသင်ညာဟာယောဂာသင်္ခါရဟာယောဂာဝိညာဉ်ဟာယောဂာအနှစ်ချုပ်ပြောရင်ယုံနာဟာယောဂာပဲ